ပျော်ရွှင်မှုနဲ့အောင်မြင်မှုပျော်ရွှင်မှုဆိုတာဘာလဲအောင်မြင်မှုဆိုတာကဘာလဲမိတ်ဆွေဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ကြည့်နားလေသဘောပေါက်သွားပါလိမ့်မယ်ပျော်ရွှင်မှုရဲ့အဓိကသွက်ချက်ကအောင်မြင်မှုမဟုတ်ပါဘူးအောင်မြင်မှုရဲ့အဓိကသွက်ချက်ကသာပျော်ရွှင်မှုဖြစ်ပါတယ်သင်လုံးနေတာတွေကိုတကယ်ပြုံးမွေးရင်အောင်မြင်လာပါလိမ့်မယ်ကျွန်တော်တို့အားလုံးပျော်ရွှင်ရှင်ကြပါတယ်ဒါပေမဲ့ပျော်ရွှင်မှုဆိုတာဘာလဲတင်းတစ်ခါလောက်စဉ်းစားဖို့လား ဒုတိယနဲ့တယောက်ပျော်ရွှင်မှုကိုအထက်ပေးဖွင့်ဆိုရမှာကွာခြားနိုင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ပျော်ရွှင်မှုဆိုတာအမြင့်ပျော်ရွှင်စွာကောက်ခုံခြင်းလည်းမဟုတ်ပါဘူး။အမြင့်ရင်မောနေခြင်းလည်းမဟုတ်ပါဘူး။ပျော်ရွှင်မှုဆိုတာမိမိရဲ့ဖြစ်တည်မှုကိုမိမိကျင့်တဲ့အခါတိုင်းဖြစ်ပေါ်လာတဲ့ခံစားချက်တခုလို့ထင်ပါတယ်။အောင်မြင်မှုနဲ့ပျော်ရွှင်မှုဟာမတူညီပါဘူး။သင်ရဲ့အောင်မြင်မှု definition ကပျော်ရွှင်မှုဆိုရင်တော့ချွင်းချက်ပေါ့။အောင်မြင်တယ်ဆိုတာမိမိလိုချင်တဲ့အရာကိုရရှိတာဖြစ်ပြီး ပြောရွှင်နေဆိုတာကတော့မိမိပိုင်ဆိုင်တာကိုကျင့်တတ်ခြင်းဖြစ်ပါတယ်။အောင်မြင်တဲ့သူတိုင်းမပြောရွှင်နိုင်ပါဘူး။ဒီစာအုပ်တွေကပြောရွှင်ခြင်းရဲ့ရှုပ်ရွှက်အခန်းမှာသင်ပြန်ဖတ်ကြည့်နိုင်ပါတယ်။ကျွန်တော်ဘဝမှာလည်းချမ်းသာနေလျက်အောင်မြင်နေလျက်နဲ့မပြောတဲ့လူတွေအများကြီးတွေ့ဖူးပါတယ်။ပိတ်ဆံရှိပေမဲ့မေတ္တာငတ်နေသူအထီးကျန်နေသူဟန်ဆောင်ခြင်းများကိုညီးငွေးနေသူမအားလက်သူပြောစရာအတွက်အချိန်မရှိသူမိသားစုအတွက်အချိန်မရှိသူစသဖြင့် အများကြီးတွေ့ဖူးပါတယ်တကယ်တော့လောဘရဲ့ခွန်ဆောင်ရာကိုလိုက်သွားရင်းနဲ့မုံရင်းရည်ရွယ်ချက်ကိုမေ့သွားကြတာပါဘယ်သူပဲဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတာပြောချင်ကြလို့ပါကောင်းကောင်းနေနိုင်ဖို့ကောင်းကောင်းစားနိုင်ဖို့မိမိချစ်ရသူတွေကိုစိတ်ချမ်းသာအောင်ထားနိုင်ဖို့စပီးစ조사ခဲ့ကြတာပါဒါပေမဲ့အောင်မြင်မှုတွေရလာပိတ်ဆံတွေချမ်းသာလာတော့လောဘကိုမတက်နိုင်ကြတော့ပါဘူးဒါကြောင့်အောင်မြင်တိုင်းလေပျော်ရွှင်မှုမရနိုင်ဘူးလို့ဆိုတာပါ ပြောရွှင်မှုနဲ့ကျွန်တော်အမြင်အချိန်တိုင်းပြောရွှင်မင်းဆိုတာဖြစ်နိုင်တယ်လို့သင်ထင်လားကျွန်တော်မေးရင်တော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ထင်ပါတယ်ကျွန်တော်အမြင်မှားကောင်းလင်းမှားနိုင်ပါတယ်အခြားသူတွေနဲ့လေတူရှင်မတူမယ်ဒါပေမဲ့ကျွန်တော်အမြင်မပြောရွှင်ခဲ့ဘူးပါဘူးအဲ့ဒီအတွက်လေဝမ်းမနည်းပါဘူးလောကကြီးမှာရှိတဲ့အရာတော်တော်များများမှာဆန့်ကျင်ဘက်ပြိုင်ဘက်တွေအမြင်ရှိနေတတ်ပါတယ်အရှင်းနဲ့အမုံနင်းနဲ့ညအလင်းနဲ့အမောင်းလူကောင်းနဲ့လူဆိုး စသဖြင့်ရှိနေတတ်ပါတယ်နေ့ရက်တံပိုးဟာညကြောင်မြင့်တက်နေတာပါအကယ်၍ညဆိုတာမရှိရင်နေ့ရက်တံပိုးကိုဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူးလူစုံတစ်ခုရဲ့တံပိုးဟာအရိယာမရှိတဲ့အချိန်မှာမြင့်တက်သွားတတ်ပါတယ်ပြုရှင်မုန်းဟာဘဝအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့ထင်ကြတယ်ဒါဆိုရင်အောက်ဆီဂျင်ရောအရင်မကြည့်ဦးလားဒါပေမဲ့သင်အောက်ဆီဂျင်ကိုတကူးတက လိတ်ချဖူးလားအောက်ဆီဂျင်ကိုနေ့တိုင်းကျေစုတင်ဖူးလား အောက်ဆီဂျင်ဟာအမြေရနေတဲ့အတွက် သူဟာတန်ဖိုးရှိသောညလေပင်မလျော့နေတတ်တာဖြစ်ပါလေ။တနေ့အသက်ရှူကျက်တဲ့အချိန်ကြမှသူ့ရဲ့တန်ဖိုးကို သိပါလိမ့်မယ်။တနေ့လေထုတွေအရင်ညဉ့်ညမ်းလာတဲ့အချိန်ကြမှအောက်ဆီဂျင်ရဲ့တန်ဖိုးကိုနားလည်လာကြပါလိမ့်မယ်။ပြောရွှင်မှုဟာစက္ကန့်တိုင်းသင်တဲ့အတူရှိနေရင်သင်တန်ဖိုးထားပါမလား။တကယ်တော့ပြူရွှင်မှုရဲ့တံပိုးဟာအရှာနေ့စဉ်စိတ်ညစ်စရာနဲ့လောကရန်တရားကြောင့်မြင့်တက်နေတာပါပြူရွှင်မှုကိုလိုချင်ရင် အဲ့ဒီအချက်ကိုအရင်လက်ခံထားရပါမယ်။လောကဒဏ်ဆိုတာဘဝရဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုတာကိုအရင်လက်ခံရပါမယ်။ငါဘဝကဆိုးလိုက်တာဆိုပြီးညှဉ်းညူနေုံနဲ့တင့်စီပြွှွှင်မုံတွေရလာမှာမဟုတ်ပါဘူး။ပြွှွှင်မုံဆိုတာသင်ကိုယ်တိုင်ဖန်တီးယူရမယ့်အရာဖြစ်ပါတယ်။သူတို့ဘာပြွှွှင်နေတာကိုကြည့်ပြီးအားမငယ်ပါနဲ့။တင့်မျက်လုံးနဲ့မြင်သမျှအရာတွေဟာအမှန်တွေချင်းမဟုတ်ပါဘူး။ဒီခေတ်မှာပိုဆိုးပါလေ။ဖုန်းလေးထုတ်ပြီး Facebook ဖွင့်လိုက်ရင်ပျော်နေရတဲ့အတွေ့အကြုံတွေ စားတော့ဆိုင်ကောင်းတွေသွားပြီးချက်ခင်ဝင်ထားသူတွေပြုံးပြုံးလေးဆက်ဖီးရိုက်ပြီးတင်ထားသူတွေဖုံးအတက်လေးကြွားသူတွေစသဖြင့်အများကြီးတင်မြင်ရပါလိမ့်မယ်အဲ့ဒီလိုမြင်တဲ့တိုင်းသူတို့ကတော့ပျော်ရွှင်ပြီးငါတရားတွေဝမ်းနည်းနေရပါလားလို့စိတ်အားမငယ်လိုက်ပါနဲ့တက်ပုံလှလှလေးတွေမြင်ပြီးငါတို့ရုပ်စောပါလားလို့လေအားမငယ်လိုက်ပါနဲ့များသောအားဖြင့်ဟန်ဆောင်မျက်နှာဖုံးတွေချင်းပါပဲသူတို့အထီးကျန်နေတဲ့ချင်းမှာဆိုးလို့သူများလောက်တာတွေလိမ့်လုံနေသူတွေအများကြီးပါပဲ။ အဖက်ပေါင်းစုံထစ်ပြီးပုံတင်သူတွေအများကြီးပါပဲအပေါ်ရန်ကိုကြစ်ပြီးမဆုံးဖြတ်လိုက်ပါနဲ့ဆိုရှယ်မီဒီယာဟာမသုံးတတ်ရင်တင့်ကို depression တောင်ဝင်စင်နိုင်ပါတယ်ကို့ပျော်ရွှင်မှုကိုဖျက်ဆီးနိုင်တဲ့အရာတွေကိုတားတက်ရပါမယ်မိမိမမြင်ရှင်တဲ့အရာတွေကို unfollow လုပ်ပါမိမိရဲ့ new feed ကိုဘုဒ္ဓတာရမယ့်အရာတွေနဲ့ပဲပြည့်နှက်နေပါစေမိမိကိုစိတ်ချမ်းသာစေမယ့်အရာတွေနဲ့ပဲပြည့်နှက်နေပါစေအချိန်တိုင်းမှာမပြည့်ရှင်နိုင်တာကိုလေဝမ်းမနည်းပါနဲ့ မပြုရှင်တို့ယင်ပြုရှင်အောင်မိမိစိတ်ကိုဘလို့ပြောင်းလဲရမည်ဆိုတာကိုသာစဉ်းစားပါဒီစာအုပ်ထဲမှာလေနီလန်တော်တော်များများပါဝင်ခဲ့ပြီပါပဲအသုံးဝင်မယ်လို့လည်းယုံကြည်ပါတယ်အောင်မြင်မှုနဲ့ကျွန်တော်အမြင် အောင်မြင်မှုကိုဘလို့တတ်မှတ်လေဆိုတာတရားနဲ့တရားထူကြမှာမဟုတ်ပါဘူးကျွန်တော်အတွက်တော့ success is a lifestyle ပါအောင်မြင်မှုဆိုတာနေ့စဉ်ဘဝကိုဘလို့ဖြတ်တန်လေဆိုတာနဲ့ထပ်တူကြပါတယ်ကျွန်တော်ဝန္ဒနာပါတဲ့အလုပ်ကိုပဲလုပ်ပါတယ် လုံနေရတဲ့အချိန်တိုင်းလေးပြည့်ရှင်ပါတယ်ကျွန်တော်တနေ့ချမ်းသာခြင်းမှချမ်းသာမယ်နာမည်ကြီးရှင်မှကြီးမယ်ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်တို့အောင်မြင်တယ်ပဲထင်ပါတယ်ကျွန်တော်လှုပ်ချင်တာတွေလုပ်နေရတယ်လှုပ်ချင်တာတွေနေ့စဉ်လုပ်နေရတဲ့သူလောက်အောင်မြင်တဲ့သူရှိမယ်မထင်ပါဘူးမိမိရှိမြင်တော့တဲ့အလုပ်ကိုလုပ်ရင်နေ့တိုင်းပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတယ်ကျွန်တော်သူတော်ကောင်းကြီးတယောက်မဟုတ်ပါဘူးစိတ်ထားမြင့်မြတ်သူလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်စိတ်ထားတော့လုံးဝမယုံပါပါဘူးဘသူကမှမကောင်းမကြံပါဘူး အများကိုကူညီနိုင်အောင်လေးအမြင်ကြိုးစားပါတယ်။အဲ့ဒီအတွက်ကျွန်တော်ဘဝကိုကျွန်တော်ကျင်းနေပါတယ်။စက္ကန့်တိုင်းတော့ကျွန်တော်ပြုတ်ရွှင်မနေပါဘူး။လူသားပြီးပြီးစိတ်ညစ်တာတွေလည်းရှိတတ်ပါတယ်။ဒီစာအုပ်လေးတွေကနီးလန်းတွေကိုကျင့်သုံးပြီးစိတ်ညစ်စရာတွေကိုဖျောက်ပစ်ပါတယ်။ကျွန်တော်ဘဝတခြားကျွန်တော်အမြင်ကြိုးစားခဲ့ပါတယ်။ကျွန်တော်နောင်တရတဲ့အရာခက်ခြားရပါပဲ။မိမိချစ်မြတ်နောတာကိုသာအမြင်ကြိုးစားနေတဲ့အတွက်အောင်မြင်ခြင်းနဲ့ငွေကြေးကသူ့အလိုလျောက်လိုက်လာပြီးသားဖြစ်ပါတယ်။ အရန်ချမ်းသာတဲ့အဆင့်မရှိပေမဲ့စားဖို့တောက်ဖို့စိတ်ပူရတဲ့အဆင့်သေးတော့မပါတော့ပါဘူး။နောင်လေးအမေစ조사နေမှာဖြစ်တယ်လို့အမေလေးပြောအောင်နေမှာဖြစ်ပါတယ်။လူဆိုတာအချိန်တိုင်းပြေဆုံးသွားနိုင်ပါတယ်။ကျွန်တော်အခုဒီစားရေးနေတဲ့အချိန်မှာအသက်25နှစ်ဆိုပေမဲ့ဒီအသက်အရွယ်မှာတည်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်။တည်ခြင်းတရားဟာအသက်အရွယ်မရွေးပါဘူး။တနည်းနဲ့မှပြုံးမေးလို့ဆုံးဖြတ်ထားရင်တည်တဲ့အချိန်နောင်တရရပါလိမ့်မယ်။မိမိရဲ့နေ့စဉ်နေ့တိုင်းကိုသာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါနေ့တိုင်းအကောင်းဆုံးဖြစ်ရင်365ရက်နဲ့ဖွဲ့စည်းထားတဲ့ဒီနှစ်လေးဟာလေအောင်မြင်တဲ့နှစ်လေးတစ်နှစ်ဖြစ်ပါလိမ့်မယ်နှစ်တိုင်းအကောင်းဆုံးဖြစ်အောင်ကြိုးစားရင်အဲ့ဒီနှစ်တွင်နဲ့ဖွဲ့စည်းထားတဲ့တင်းရဲ့ဘဝလေးဟာလေအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပါလိမ့်မယ်